အားလုံးပဲမင်္ဂလာပါရှင်မေဖူဒီညောင်းဘလော့ဂါနေကြိုဆိုပါရှင်မေခုကြော်ပြပေးမယ်ဘလော့လေးရပါတော့မေတို့အညာမှာခြံစည်းဝေးမှာအလေးချပေါက်ရောက်တဲ့ကိမုံသီးလေးပဲဖြစ်ပါရင်ရှင်ဒီကိမုံသီးလေးကမေတို့အညာဒေသမှာဆိုရင်အစီလေးတွေပတ်ထားနေရေလောင်းစရာမလိုဘဲနဲ့သူ့အသူတဘာဝအလံခြံစည်းဝေးလေးမှာအတီးထားတဲ့အတီးလေးပဲဖြစ်ပါရင်ရှင် အဲဒီကိမုံတီလေးရပါတော့အချိုတီနဲ့အခါတီဆိုပြီးတော့နှစ်မျိုးရှိပါရဲ့ရှင်မိခုကြော်ပေးမယ်အတီလေးရတော့ဒါအခါတီပဲဖြစ်ပါရဲ့ရှင်အခါတီကိုခုလိုမျိုးငေဟုတ်ချပွေးလေးနဲ့ပေါ့နော်အတီလေးကိုဒီလိုမျိုးအစီလေးအကုန်ထွက်သွားအောင်အထုပြရပါရဲ့ရှင်တချို့ကြတော့မထူဝဲနဲ့လေးစိတ်စိတ်ပြီးတော့အစီလေးတွေထုတ်တယ်ပေါ့နော်မိကတော့လေးစိတ်မစိတ်တော့ဘူးခုလိုပဲငေဟုတ်ချပွေးလေးနဲ့ဒါအတီချသွားပေါ့နော် ထုပေးလိုက်ပါတယ်ရှင် ုပ်ပြီးသွားပြီဆိုရင်တော့ဒါမေဝါပေါ့နော်စားနဲ့တုံးပြီးတော့နေပြရပါမယ်ရှင်။ဘာလို့စားနဲ့တုံးခဲ့ရလဲဆိုတော့မေဝါဒီကင်မုန်သီးလေးอ่ะပေါ့နော်အခါသီးဖြစ်တဲ့အတွက်ကြောင့်ခုလို့နေဒီလက်ကိုပေါ့နော်ပြ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 နဲ့အဲနဲ့လိုက်တဲ့ချိန်မှာသူ့ရဲ့အစေ့ရပေါ့နော်အလုံးဝထွက်သွားတယ်အခါရဲ့အဲဘယ်လိုပြောမလဲအမြုပ်တီးလေးထွက်သွားရပေါ့နော်အဲအဲဆိုရင်ဒီကင်မုန်သီးလေးကလုံးဝမကားတော့ပါဘူးရှင်။ကင်မုန်သီးအချိုသီးနဲ့အခါသီးကဘာကားလဲဆိုတော့ကင်မုန်သီးအချိုသီးလေးကအရသာလေးကနည်းနည်းပေါ့မယ်ကြောစားရင်ချိန်ကြပေါ့နော်ကင်မုန်သီးရဲ့အခါသီးကကြတော့ ော်စားရဲ့အချိန်မှာအရာဒါလေးကနည်းနည်းခတ်တက်တက်ကလေးနဲ့လေးလေးပင်ပင်လေးစားလို့ရတယ်ပေါ့နော်။မိကတော့ဒီကိမုန်တီဆိုရင်အချိုဒီရောအခါဒီရောနှမျိုးလုံးကြိုက်တယ်ရှင်။ဒီစီပူပူလေးကိုကျက်တုန်နီလေးပေါ့နော်ပပလေးလိပြီးတော့အခုလိုမျိုးစီတက်လိုက်ပါမယ်ရှင်အခုကျက်တုန်နီလေးပပလေးလိပြီးတော့စီတက်ပြသွားပြီဆိုရင်တော့မေဟွာဒီအခါတက်ကလေးလည်းပြအောင်ဒီကိမုန်ဒီကြော်လေးလည်းနည်းနည်းအလေးတက်လေးလည်းပါအောင်ငပိလေးအနေငယ်လေးထည့်လိုက်ပါမယ်ရှင် ။ပြီးတော့မေဦးကပေါ့နော်စနုံးမုံလေးလည်းခုလိုမျိုးအနှဲငယ်လေးထည့်လိုက်ပါမယ်ရှင်။ထည့်ပြီးသွားပြီဆိုတော့အားလုံးသမအောင်မွေလိုက်ပါမယ်ရှင်။ပြီးတော့ငံပြားကြီးလေးရဲ့ဆော့ဆော့လိုအနှဲငယ်လေးထည့်လိုက်မှာပေါ့နော်။ဒီကင်းမုံသီးလေးကိုအချိုးကြောစားကြိုက်ချင်တဲ့လူကတော့ငြုတ်သီးချမ်းမုံမထည့်ပဲနဲ့မင်းကတော့အဆက်ကြော်ကြိုက်တဲ့အတွက်ကြောင့်ငြုတ်သီးချမ်းမုံကိုခုလိုမျိုးထည့်ပေးလိုက်ပါရဲ့ရှင်။ခုလိုမျိုးဆော့ဆော့ကငြုတ်သီးချမ်းမုံနှဲပြီးသွားပြီဆိုရင်တော့ဒါဒါဆော့ဆော့ကပေါ့နော်ဒီရေစိတာတဲ့စားရင်ရေစိတာတဲ့ကင်းမုံသီးလေးကိုခုလိုမျိုးထည့်ပြီးတော့သမအောင်တေချာစားမွေပြီးတော့ကြော ော့ပေးရပါမယ်ရှင်ပြီးတော့ရေလေးလေးအနေငယ်ထည့်ရမယ်ပေါ့နော်ဘာလို့ဆိုကိမုံသီးလေးဤသွားလို့ပေါ့နော်ကိမုံသီးလေးကဆော့ဆော့စားနဲ့နေပြီးသွားရေဆိုတော့ရေလေးကိုစားရေလေးလေးပြန်အောင်အခါရေလေးနဲ့ပြန်အောင်၃တက်လောက်ဆေးပေးရပါမယ်နော် ။အင်ဒီတားလေးကတော့ဒါကင်မွန်သီးလေးကိုစားလို့ရပါရင်သူ့ရဲ့ကင်မွန်သီးလေးရဲ့ရဲဆိုးရိုးလေးစကားကကင်မွန်သီးစီပြန်ကြောသူကမရစီပြန်မကြောပဲနဲ့ခုလိုမျိုးစီနေနေလေးနဲ့အဲဒီလိုမျိုး အဒီလေးလာပေါ့နော်မအီတအီလေးနဲ့ဟာလေးစားခြင်းတဲ့အတွက်ကြောင့် CO လုံးဝအများများမထဲပဲနဲ့ခုလိုမျိုးအနေဒါလေးနဲ့မြေရချလိုက်ပါရရှင်။ကင်းမုန်တီကိုစီပြန်နဲ့ပေါ့နော်စီလေးရွှဲရွှဲလေးနဲ့ဣပြဲညောင်စားခြင်းနဲ့ဆိုရင်တော့ CO တိတဲ့များများလေးထည့်ပေးပါရှင်။မေကျော်ပြထားတယ်ပေါ့နော်အညာကင်းမုန်တီအဆက်ကျော်လေးတစ်ခွက်ရပါပြီရှင်။မင်းရဲ့ဘလော်လေးကိုခုလိုမျိုးအစားဆုံးတိကြည့်ရှုပေးသူများအားလုံးအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။နောက်မေးဘလော်လေးလောင်းမယ်ဆိုရလဲဆက်လက်စောင့်မျှော်အားပေးကြည့်ရှုပါအောင်ရှင်။